အောင်မြင်မှုရဲ့လျှို့ဝှက်ချက်ဆိုတာမရှိပါဘူး။အောင်မြင်မှုဟာကြိုတင်ပြင်ဆင်ခြင်းအလုံကြိုးစားခြင်းနဲ့ကြာရှုံးမှုတွေစီကလေ့လာခြင်းတွေရဲ့ရလဒ်ဖြစ်ပါတယ်။ကြာရှုံးမှုဆိုတာအောင်မြင်မှုရဲ့စန့်ကျင်ဘက်မဟုတ်ပါဘူး။အောင်မြင်မှုရဲ့အစိတ်အပိုင်းတစ်ခုပါ။ အမြင့်ကိုပြန်တန်းကြည့်ရင်ကိုယ့်ကိုအောက်ကိုဆွဲချထားတဲ့အလေးချိန်တွေကို အရင်ဆုံး ရှင်းထုတ်ရမယ်လူချင်းတတ်မှတ်တဲ့စိတ်မရှိတဲ့သူဟာဘယ်အရာကိုမှ မကြောက်ရုံဘူး ငါ့ရဲ့ဘဝမှာအချိန်ကြီးကြာရှုံးခဲ့တယ်။ဒါကြောင့်မလို့ငါအောင်မြင်တာ။တခြားသူတွေကိုအပြစ်မပြောတော့ဘဲကောင်းတာလေးတွေပဲပြောပါကိုယ်ပိုင်လွတ်လပ်ဖို့ကိုယ်ပိုင်လွတ်မြောက်မှုရဖို့ကိုယ်တိုင်ပဲကြိုးစားရမှာ တခြားသူတွေအပေါ်မှာတိတ်ပြီးတော့မိခိုးမနေပါနဲ့တခုခုကကိုလှုပ်ဖို့ထိုက်တန်ရင်အဲ့ဒီအလုပ်ပေါ်မှာစိတ်ရောကိုရောနှိပ်ပြီးတော့လှုပ်ပါ ွဲပြီးတော့တခြားသူတွေစီမှာ ကိုယ့်ရဲ့လွတ်မြောက်မှုကိုတွားမရှာပါနဲ့ဥတီချက်မပြောင်းရင် ကိုစားခဲ့တဲ့နေရာမှာပဲကိုပြန်အဆုံးသတ်ရလိမ့်မယ်မနာတွေပဲလုံနေတဲ့သူဟာဒီကဘာပေါ်မှာပျော်တာထက်ကိုပိုပြီးတော့ပျော်ပါတယ် အတ္တကိုချောင်နေတဲ့အဝဆာဝဆင်တယ်လို့ပဲဟုတ်ပါငါဟာတော်တဲ့သူထက်မြက်တဲ့သူအောင်မြင်တော့မဲ့သူဖြစ်တယ်ကိုမနည်းနည်းပဲရှိရင်တောင်ပေးပါ ရက်လိုက်ပါရက်လိုက်ပါတော့စကားအများကြီးပြောနေတာတွေရက်လိုက်ပါ အမှန်တရားကတူရင်းစရာမလိုဘဲနဲ့တောင်းပေါ်လာပါလိမ့်မယ်လောကမှာပြောင်းလဲတာတွေကလွဲလို့ဘာမှ မတည်မြဲပါဘူးဆိုးတာတွေလည်းရှိမှရမယ်ဒါမှကောင်းတာတွေကသူ့ထက်ပိုကောင်းတယ်ဆိုတာတည့်တည့်ပြလို့ရမှာ ခြင်းဟာအစိတ်ကိုကိုယ်တိုင်တောက်ပြီးတော့တခြားသူတည်ဖို့မျောလင့်နေတာနဲ့တူပါတယ်ကိုကိုကိုကျမ်းမာရေးကောင်းအောင်လုပ်ဖို့ကကိုယ့်ရဲ့တာဝန်ပါအဲ့လိုမဟုတ်လို့ရှိရင်ကိုယ့်ရဲ့စိတ်ကိုတန့်ရှင်းအောင်ကိုယ့်ရဲ့စိတ်ကိုတမ်းမာလာအောင်လို့လို့ရမှာမဟုတ်ပါဘူး ဒါကတော့မြတ်ဗုဒ္ဓဟောခဲ့တဲ့တရားတွေကနေပြီးကောင်းလုပ်ထားတဲ့ဆိုရိုးတွေပဲဖြစ်ပါတယ်။ကောင်းမွန်စွာအိပ်စက်နိုင်ပါစေလို့လည်းကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။ကျွန်တော်ကတော့ကိုညံလင်းအောင်ပါခင်ဗျာ။